်မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထော်လန်ရေးတပ်များဥက္ကရထစခန်းကိုပိတ်ဆို့ဖြတ်တောက်ထား ထိုင်းကဂျမ်းမာဖွင့်ထား၍ဒရုန်းဖြင့်တိုက်ရန်အခက်တွင်ထီးကပလဲတက်စခန်းကိုလည်းတော်လန်ရေးတပ်များပိတ်ဆို့တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာထိုင်းနယ်စပ်စီမင်းအနီကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥကရစ်ထတက်စခန်းကိုတော်လန်ရေးတပ်တွေကပိတ်ဆို့ဖျက်တောက်ထားပြီးထိုင်းစစ်တပ်ကဂျမ်းမာတွေဖွင့်ထားတဲ့အတွက်ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့အခက်အခဲဖြစ်နေတယ်လို့လူမှုနယ်ဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့၃နှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ဥကရစ်ထတက်စခန်း န်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဇွန်လ17ရက်မှာစတင်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။လက်တလုံးမှာကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကဥက္ကဋ္ဌတပ်စခန်းကိုဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ အကုန်လုံးဖြတ်တောက်ထားပြီးသူတို့ဘေးမှသွားလို့မရတော့ဘူး။တိုက်ပွဲကတော့အကြီးအကျယ်မဖြစ်သေးဘူး။ဝိုင်းထားတဲ့အနေထားပဲစစ်ကူလည်းမလာနိုင်တော့ဘူးလေ။ရိတ်ခါတွေလည်းအကုန်လုံးဖြတ်တောက်ထားပြီးသူတို့ဘာနဲ့ပို့မလဲလို့ကရင်စစ်ရေးတရင်ရေးမြက်ကပြောပါရယ်။ဒါပေမဲ့နေဆက်ဖြစ်နေလို့ထိုင်းစစ်တပ်ကဂျမားတွေဖွင့်ပေးထားလို့ဒေါ်လန်ရေးတပ်ဖွဲ့တွေ drone နဲ့တိုက်ခိုက်မရဖြစ်နေတယ်လို့လည်းကရင်စစ်ရေးတရင်ရေးမြက်ကပြောပါရယ်။နေဆက်ဖြစ်နေတော့ဖွင့်ပေးထားတာဟိုဘက်ကဖွင့်ရင်ဒီဘက်မှာညှိတာပဲဒီဘက်က drone လွှတ်လို့မရတော့ဘူးပေါ့ ရှာမှာပါအချိန်တန်တော့လဲပြီးသွားမှာပါသူတို့ကဘာရိတ်ခါမှမရှိရင်ဘလောက်တောက်ခံနိုင်မလဲလို့၎င်းကဆက်ပြောပါတယ်စစ်တပ်ကတက်ရှိစီးရိုးလို့အမည်နဲ့ဝါရဖြန့်ဇက်ကရိုက်ခဲ့တဲ့ဥကိယထတက်စကန်ကိုထော်လန်ရေးတပ်ဖွဲ့တွေက2022ဇွန်26ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစကန်ရဲ့နေရာအချို့ကိုသိမ်းပိုင်နိုင်ခဲ့ပေမဲ့အပီးသက်မသိမ်းပိုင်နိုင်ခဲ့ပါဘူး ပထမကြိမ်ထိုးစစ်ရဲ၃နှစ်နီးပါးရှိလာချိန်မှာပဲခရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံခရင်လွတ်မြောက်ရေးတပ်မတော် KNL ခရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ဖို့စတင်ခဲ့တာပါဒါကြောင့်ဒီတကြိမ်ထိုးစစ်မှာ KNL ဦးဆောင်ပြီးတော်လန်ရေးအဖွဲ့တွေပို့ဆောင်လာတာဖြစ်ပါတယ်။ဥကရဲ့ချရွာဟာမြဝတီမြို့တောင်ပတ် 6K ကော်ဒေတာနဲ့ ရဝတီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေသကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတည်ရှိပြီးစစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဥကရထရွာရဲ့မြောက်ဖက်ရွာလမ်းမကြီးဘေးမှာရှိပါတယ်။ကြပြင်ညဝတီတောင်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့ထီးကပလဲတပ်စခန်းကိုလည်းတော်လန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးဒရုန်းတွေနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ခရင်စစ်ရေးတရင်ရင်းမြစ်တပ်ဦးကပြောပါတယ်။ KNL နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာထီးကပလဲတပ်စခန်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်ခဲ့ပါတယ်။အရေးပါတာကတော့ အကုန်အေးပါကြတာတွေပဲဥကရထကတော့အဓိကကြတာပေါ့သူကဝေါ်လီနဲ့အဓိကဆိုတော့အခုစက္ကန့်နှစ်ခုရဲ့ဝေါ်လီရဲ့ဆိုနေဆက်မှာပြီးပြီးမရှိတော့ဘူးလို့ကရင်စစ်ရေးတရင်ကြီးမြက်ကပြောပါတယ် KNL နဲ့တော်လန်ရေးတပ်ဖွဲ့တွေဟာမြန်မာတိုင်းနဲ့ဆက်အနီးဥကရထတစက္ကန့်တကြောကဘလဲတို့ကနယ်လီရွှေအေးမြိုင်ဝါမီတာဘရင်နောင်မော်ခီ တေဘောဘူးတက်စခန်းတွေကိုအခုစွန်လာပိုင်းအတွင်းကစက်တိုက်တိုက်ခိုက်သိမ်းယူထားပါတယ်။ဒါကြောင့်မြောက်ရီမြို့တောင်ပတ်မြမတိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥကိယထစခန်း၊တီကပလေစခန်းနဲ့ဝေါ်လီဗျူဟာစခန်းနဲ့တီသေးလေကာကင်းစခန်းတို့ပဲကြန့်ရှိပါတော့တယ်။2024ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့မှုတွေမြမတိုင်းနယ်စပ်ကမာနေပလောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြမတိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကိုစက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။ KNU KNL တက်မဟာခွနဲ့မှလည်းစက္ကန့်အနည်းငယ်ပဲကြန့်ရှိပါတော့တယ်။ဆက်လက်ပြီးမြင်းချံမြို့နယ်ရှိကြေးရွာ၃ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုတားဖနှစ်ဦးသေဆုံးပြီးနေအိမ်များပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်အတွင်းရှိကျေးရွာ၃ရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာတားဖနှစ်ဦးသေဆုံးပြီးနေအိမ်၅လုံးပျက်စီးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ်။ ရှမန်နီဇွန်လ22ရက်နေ့ည7:15နာရီ15မိနစ်မှ7:30မိနစ်အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမြင်းချံမြို့နယ် ရင်းချံစီမီကုံလမ်းပိုင်းရှိမယိုးကုံကြီးရွာ၊ရွာရှိကြီးရွာနဲ့ကြားတိုင်းကြီးရွာတို့ကိုစစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲချခဲ့ရာမယိုးတုံးကြီးရွာနဲ့အသက်80အရွယ်ဦးပေါ်ငိမ့်နဲ့တမီအသက်40ခန့်အရွယ်မက်ခင်မိုးဆွေတို့တည်ဆုံခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ချင်းရွာနေပြည်သူကိုဦးတီးကြိုက်တရားရရှိကနှစ်ဦးမှအခြေအနေစိုးရိမ်ရကြောင်းနဲ့နွားနှစ်ကောင်လည်းတည်ဆုံပြီးနေအိမ်ငါးလုံးလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။မယိုးကုံရွာကတော့အထိအတော်နာတဲ့ရွာလေတက်တဲ့ကိုကျဲသွားတာ ။ထိဆုံးသူ၂ဦးရှိတယ်။ထိဆုံးသူတွေကဦးကျော်ငိမ့်အသက်80နဲ့သူ့ရဲ့သမီးမတ်ခင်မိုးစွင် အသက်40နီးပါးကားဖ၂ဦးသေတယ်။အင်္ဂါလုံးလည်းပြက်စီးတယ်၊မောင်းနှကောင်လည်းတည်တယ်၊လူ၉ယောက်ထိခိုက်ဒဏ်ရာရတယ်။ဒဏ်ရာရသူတွေက၂ယောက်ကတော့အခြေအနေအတော်ဆိုးတယ်။ရွာရှိကြားတိုင်းဘက်မှာကတော့အထိခိုက်မရှိဘူးလို့သိရတယ်ဟုဒေသနေပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူလူထုကိုပြစ်မှတ်ထားကရည်ရွယ်ချက်ရှိရှိလေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်နေသောကြောင့်ပြည်သူများအနေဖြင့်လေးချောင်းရန်ကာကွယ်ရေးဆိုင်ရာနိဒမ်းများကိုလိုက်နာပေးကြပါရန်နှင့်ဘုံခိုခြင်းများကိုခိုင်ခိုင်မာမာတူးထားကြရန်ထော်လန်ရေးအဖွဲ့အစည်းများကမြစ်တာရက်ခန့်တိုက်တွန်းထားပါသည်။ဆက်လက်ပြီးဂျိုးပင်ကောက်တွင် PDF တပ်ဖွဲ့များ၏တရင်ကိုလိုက်လံစုံစမ်းနေသည့်စစ်တပ်တောက်တိုင်တအူကြက်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့တဲ့ရင်ကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါရယ် ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ၏တရင်ကိုလိုက်လံစုံစမ်းနေသည့်အကြံဖက်စစ်တပ်ထောက်တိုင်းကိုမိုးဆိုသူကိုပြစ်ခတ်ခဲ့ရာသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တရင်3000ရှိရာနှင့်တက်ခွဲချောင်း Black Dragon GBK PDF မှတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါသည်စောလာ20ရက်နေ့ညနေ4:30မိနစ်ခန့်တွင်ဂျိုးပင်ကောင်းမြို့နယ်မှန်ပင်ထူးရွာတွင်နေထိုင်သောအကျန်းဖက်စစ်တပ်ထောက်တိုင် ကိုမိုးကို ဖယောရီခရိုင်တပ်ရင်း3800နဲ့တက်ခွဲကြောင်း Blood Dragon GBK PDF မှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာထိဆုံးခဲ့ကြောင်းသိရပါတယ်။ထိဆုံးသွားသောကိုမိုးသည်တော်လန်ရဲရဲဘော်များ၏တွာလာလှုပ်ရှားမှုများကို ဖုံးဖြစ်မှတ်တမ်းရယူကအကြံဖတ်စစ်ကောင်စီတပ်သားများထံပေးပို့ခြင်းကြီးရွာနေလူငယ်များကို PDF များဟုဆိုကစစ်တပ်ထံသို့မှတ်မှန်သတင်းပေး၍ဖုံးဆက်တိုင်ကြားခြင်းဒေသနေပြည်သူများကိုစစ်တပ်နှင့်ပူးပေါင်းကအနိုင်ကျင့်ချိန်ချောက်ခြင်းများလှောက်ဆောင်နေခြင်းကျူးလွန်နေသူဖြစ်ပြီးပြည်သူများတိုင်ကြားလာသောကြောင့်စစ်စစ်အတီးပြု၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မှန်ပင်ထူးကြွရအောင်စုမှာသွာလာနေတဲ့တာမဲလူငယ်တွေကို PDF တွေပါဆိုပြီးစစ်ခွေးတွေစီကို ကိုမိုးရဲ့တရင်ပေးတိုင်ကြားမှုကြောင့်လူငယ်တွေရှောင်နေရပါတယ်။စစ်ခွေးတွေနဲ့ပေါင်းပြီးပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်ပိုးကြတယ်။အဆိုဆုံးကတော့ရိုးမာတွေက PDF အဖွဲ့တွေဆင်းလာတာတွေကိုဖုံးတဲ့ဗီဒီယိုခိုးရိုက်ပြီးစစ်ခွေးတွေစီပိုးတာပဲ။ဒီကောင်လုံနေတာကိုပြည်သူတွေကခဏခဏတရင်ပေးတိုင်နေတာကြောင့်ကျွန်တော်တို့တေချာလိလာစီစစ်ပြီးမှအရေးယူခဲ့တာပါဟုတာယာဝီခိုင်တရင်သုံးတော်ရှိရာနဲ့တက်ခွဲချောင်း Blood Dragon GBK PDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ တာယာဝရီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲချောင်း Black Dragon GBK PDF တပ်ဖွဲ့အနေဖြင့်ပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများအပြင်စစ်ထက်တောက်တိုင်များကိုပါအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့အနီးသွားလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်အသည့်ပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးပြည်ဦးလွင်တွင်စစ်အရာရှိများကပြည်သူများထံသို့အဆင့်ဆင့်ရောင်းချထားသော MIC ဆိုင်ကန်54ကတ်ကိုစစ်ကောင်စီကအတင်းအဓမ္မဖျက်သိမ်းခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မန္တလေးတိုင်းပြည်ဦးလွင်တွင်စစ်အရာရှိများကပြည်သူများထံသို့အဆင့်ဆင့်ရောင်းချထားခဲ့သောဆိုင်ကန်54ကတ်ကိုစစ်ကောင်စီကဖျက်သိမ်းခိုင်းနေကြောင်းဆိုင်ကန်အဖျက်ခံရမည်သူများနှင့်နှီးဆက်သူများကပြောဆိုပါတယ်။ 1995ခုနှစ်ဝင်းကျင်အချိန်ပြုံးလည်ရှိမြမမီယထားပိုင်းမြေပေါ်တွင်စစ်တပ်ကစိုင်ကမ်းများဆောက်လုပ်ခဲ့ပြီးစစ်အရာရှိများနှင့်အတိုင်းဝိုင်းများကိုချထားပေးခဲ့ကြောင်းယင်းနောက်အဆိုပါစစ်အရာရှိများနှင့်အတိုင်းဝိုင်းများကတက်စစ်ပြန်လည်ရောင်းချခဲ့ရမှယခုနောက်ဆုံးတွင်အများပြည်သူများ၏လက်ထဲသို့စိုင်ကမ်းများရောက်ရှိခဲ့ကြောင်းယခုအခါစစ်ကောင်စီလက်အောက်ခံမြမမီယထားကအဆိုပါ MIC စိုင်ကမ်းများကိုယခုဇွန်လကုန်တွင်ချက်ချင်းဖြတ်သိမ်းရန်အမိန့်ပေးညွှန်ကြားလာကြောင်းသိရပါသည် ပြုံးလင်ပြီးရထားမြေမှာလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်ခန့်ကမြေငါဆနစ်နဲ့အစစ်အစစ်ရောင်းချထားတဲ့ပြီးရထားမြေပေါ်မှာဆိုင်ကန်းတွေကိုအခုလောက်ကုန်မှအပီးဖေရှားဖို့အတွက်စကားစလက်ခံမြမမြေရထားအမှတ်3တိုင်းမှာတာဝန်ရှိသူအာကာမင်းသူဦးဆောင်ဖွဲ့ကဖျက်သိမ်းခိုင်းနေပါတယ်ရောကြီးလေးမပေးသလိုဘာမှပြန်မပေးပဲဖြတ်ခိုင်းနေတာပါစုစုပေါင်းဆိုင်ကန်း54ကန်းကိုဖြတ်ခိုင်းနေတာဟုဖြတ်သိမ်းခံရမိဆိုင်ကန်းပိုင်ရှင်တို့နှင့်ဤဆက်သူကရှင်းပြပါရယ် စစ်ကောင်စီကပြည်ဦးလွင်တွင်ကျူးကျော်ဟုဆိုကာပြည်သူများနေအိမ်များကိုအတင်းအကျပ်ဖျက်ခိုင်းခြင်းဝင်ကြီးဌာနပိုင်မြေဟုဆိုကာဆိုင်ကမ်းများနှင့်လူနေအိမ်များကိုဖယ်ရှားခြင်းများဆက်တိုက်လုပ်ဆောင်လာနေကြောင်းအထူးသဖြင့်မင်းအောင်လိုင်ကမကြာခဏပြည်ဦးလွင်လာလေးရှိသည့်ပြည်လုံခြုံရေးအကြောင်းပြကပြည်သူများဤနေအိမ်များနှင့်ဆိုင်ကမ်းများကိုဆက်တိုက်ဖယ်ရှားရှင်းလင်းမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်